ရှေခေဂရိလူမျိုးများသည်တတနိကဗိဒဆိုတာနည်းနည်းသောစိတ်တစအလေးအကျဉ်းတစ်ခုမြတာမဟုတ်ဘူးလို့အလေးနဲ့ထားခဲ့ကြတယ်။ကျွန်တော်တို့အားလုံးတင်ယူလေ့ကျင့်ထားတဲ့နည်းနည်းစွာအသုံးဝင်သောစွမ်းရည်တစ်ခုခုသူတို့ကခံစားခဲ့ရတယ်။ဒါမှသာကျွန်တော်တို့ကကောင်းမွန်သောရှင်သန်နေထိုင်ခြင်းတည်ဆုံးခြင်းကို နားလည်နိုင်ပါမယ်။ဒီယူဆကိုပလီတိုလောက်ဘယ်သူမှမယုံကြည်ခဲ့ဘူး။ သူသည်စိတ်ဝိညာဉ်အတွက်ကုထုံးတစ်မျိုးအဖြစ်ဒသနိကဗေဒကို ခုခံကာကွယ်ရာတွင် စိတ်အားထက်သန်သူဖြစ်သည်ဒသနပညာရဲ့အသုံးဝင်မှုအတွက်သူပြောခဲ့တဲ့အကြောင်းတွေကအထင်ရှားဆုံးတစ်ခုဟာ The Allegory of the Cave လို့လူသိများတယ်ဒါဟာဒသနိကဗညာတွေကအကျော်ကြားဆုံးတရုပ်ပေါ်ပုံဝိထုတပုတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒီအကြောင်းအရာကကျွန်တော်တို့ရဲ့ ဘောတဘာဝအပေါ်ပညာရေးဤအကျိုးတရားမှုနှင့်အတိပညာမရှိခြင်းကိုနှိုင်းယှဉ်ရန်ရည်ရွယ်ရည်တားခဲ့တဲ့ပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။သူဤနာမည်ကျော်လှည့်ရာစာအုပ်ခုနှစ်အုပ်ထဲကပြည်သူတမရနိုင်ငံတော်ဆိုတဲ့စာအုပ်အစမှာလဲကြက်ကူထဲမှာအချင်းချခံနေရတဲ့လူတွေအကြောင်းပလီတို့ကပြောပြတယ်။သူတို့တွေကအဲ့ဒီထဲမှာပဲအမြဲနေခဲ့ရတယ်ပြီးတော့ ပြင်ပလောကကြီးအကြောင်းဘာမှမသိရဘူးဒီကူထဲမှာတဘာဝအလင်းအောင်မရှိဘူးနိုင်ငံတွေကလည်းဆူဆွတ်ထိုင်မိုင်းမဲမောင်နေတယ်မိတော်ရဲ့အလင်းအောင်ကြောင့်နိုင်ငံပေါ်ကအရာဝတ္ထုတွေရဲ့အရေးတွေကိုကူသားတွေမြင်ကြရတယ်ဒီကူထဲမှာနေထိုင်တဲ့သူတွေကတရိတ်ဆန်တွေအပိနေနဲ့လူတွေရဲ့ရောင်ပြန်ထင်ဟမှုတွေကိုစိတ်ဝင်စားကြတယ်။ဒါပြင်သူတို့က အဲ့ဒီအရေးတွေကိုတကက်အစ်စ်တွေလို့ယူဆကြတယ်။ဒါတွေကို အလေးထားကြည့်မိရင်ဘဝကို နားလည်နိုင်ပြီး အောင်မြင်နိုင်လိမ့်မယ်။သူတွေကတော့မျိုးအတုအယောင်တွေကိုပဲ ကြည့်နေတယ်ဆိုတာကိုသိနားလည်မှာမဟုတ်ပါဘူး။သူတို့ဟာအဲ့ဒီအရေးအယောင်များအကြောင်းစိတ်အားထက်သန်စွာပြောကြဆိုကြတယ်။စံပြမှုနဲ့ဉာဏ်ပညာကိုဂုဏ်ယူကြတယ်။ဒီနေ့မှာတော့လုံးဝကို မတော်တဆပဲသူတို့တွေကတယောက်က ်ဂူထဲကနေ အပြင်လောကထဲသို့ထွက်ပေါက်တစ်ခုတွေ့ရှိလိုက်တယ်ပထမတော့ဒါဟာလုံးဝမယုံနိုင်စရာလောက်အောင်ပါပဲတောက်ပါသောနေအောင်ကြီးကြောင်းသူ့မျက်စိတွေပြာသွားပြီမယ်အေးရတိုင်းကိုပထမအဦးဆုံးအကြိမ်အထင်းသာမြင်တွေ့လိုက်ရတယ်တဖြည်းဖြည်းနဲ့မျက်လုံးတွေကျဉ်းသားရလာပြီးအရာအလုံးရဲ့အစစ်အမှန်ပုံစံတွေကိုသူတွေ့လိုက်ရတယ်ဒါရီဟာယခင်ကအရေးအဖြစ်သာတည်ထားခဲ့ရတဲ့အရာတွေပါ ခန်းအစ်စ်တွေငှက်တွေရဲ့အယောင်မျိုးမျိုးကိုမြင်ရတယ်။တက်ခေါက်တွေမျိုးမျိုးရှိတာလည်းတွေ့လိုက်ရတယ်။ခြေတရားတွေကိုကြည့်ပြီးဆက်ကြဝဠာရဲ့ကျေပြန့်မှုနဲ့အံ့ဖွယ်တဘာဝကို နားလည်သွားတယ်။လေတို့ကအဲ့ဒါကို အလေးနဲ့ထပ်ဖော်ပြခဲ့တယ်။အရင်ကသူဟာအရေးအယောင်တွေကိုပဲကြည့်နေခဲ့ဘူးလေ။အခုသူကဖြစ်တည်မှုနဲ့စိတ်မှန်တဲ့တဘာဝကိုပူပြီးနှိစက်လာပါတယ်။တနာချင်းဖယူနာစိတ်နဲ့ ဉာဏ်အလင်းတစ်ကိုရရှိသွားသူသည်နေကြည်ပြလင်းနေတဲ့ကဘာလေးကို ဆုံခွာပြီးကြောက်ကူတဲ့ကိုပြန်ဝင်သွားတယ်။မိမိအပေါင်းအသင်းတွေကိုကယ်ထုတ်ကူညီဖို့ကြိုးစားတော့မယ်။သူတို့ကအရှုပ်ထွေးနဲ့အမားတွေထဲမှာပဲတဝဲလေလေဖြစ်နေကြတော့သူကပြင်ပကပားရဲ့တောက်ပတဲ့အလင်းကိုအသားကျသွားတဲ့အတွက်ကြောင့်မြေအောက်ထဲကအရာတွေကိုဘာမှမမြင်နိုင်တော့ဆူစီစီလျှောက်လဲတလျှောက်ခလုတ်တိုက်လဲလို့လဲ ဆိတ်ရှုပ်စရာကြီးပါတခြားသူတွေကို လုံးဝအထင်ကြီးစရာလို့မမြင်တော့ဘူးအပြန်လည်းအဖြစ်သူကလည်းနေဆိုတာပါလေတကယ်တစ်ပင်ကဘလို့ဆိုတာရှင်းပြဖို့အတင်းကြိုးစားတာကိုစိတ်ဝင်စားကြတော့ဟိုတဲကလူတွေကသူ့ကိုမင်းခေါ်ကြတယ်အဲ့ဒီနောက်တော့သူတို့ကအလွန်ဒေါသထွက်လာပြီးသူ့ကိုတက်ပစ်ဖို့အထိပါကျန်စီလာကြတယ်ချက်ခုဇလန်းတွေဒီဉာဏ်ပညာရှိသူအလုံးရဲ့ဘဝကိုတရုပ်ပေါ်ထားပါတယ် ချက်ကူတွေကလူတွေဟာစဉ်းစားနိုင်တဲ့အတွေးခေါ်မရှိသေးတဲ့လူသားတွေဖြစ်တယ်။နေမင်းကြီးဒီစင်ကျင်တုံတရားကြီးအလင်းဖြစ်တယ်။အတွေးခေါ်စင်ကျင်ခြင်းရှိသူများကိုခွဲခြားဆက်ဆံခံရမှာကို အမှန်တရားပြောသူအလုံးမျှော်လင့်ထားရတဲ့အရာဖြစ်တယ်။အတွေးတက်ကြတဲ့လူတွေကို သူတို့ရဲ့အသိပညာကို ပြန်ရဖို့ကြိုးစားတဲ့အခါပြစ်ပယ်ခံရတယ်။ပလီတို့အတွက်ကျွန်တော်တို့အလုံးဟာအရေးအယောင်တွေထဲမှာဘဝများစွာကို ကုန်ဆုံးကြရတယ်။ စေလူရှားရတဲ့အရာများစွာကကြောချမှုပြီးပြည့်စုံသောဘဝလက်တွဲဖို့အစင်မြင့်အလုပ်တစ်ခုရရှိရေးကျွန်တော်တို့ထင်တာတာတဲ့အများကြီးပုံနေပါတယ်။ဒါတွေဟာအများအဖြစ်တော့နှုတ်နယ်ပြီးချူရင်းတဲ့စိတ်ဉာဏ်တွေပေါ်ကိုကျွန်တော်တို့ရဲ့ရင်ကျေးမှုကနေထိုးပြတဲ့အရေးတစ်စီတွေပါ။ဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတိုင်းကဒါတွေကစစ်မှန်တဲ့အရာတွေလို့အခိုင်အမာဆိုကြတယ်။ကျွန်တော်တို့ငယ်ငယ်ကလေးကယူဆခဲ့ကြတာပါ။ ဒါကြောင့်ကျွန်တော်တို့တဦးကျော်ချင်းစီရဲ့အမားတော့မဟုတ်ပါဘူး။ဘယ်သူမှခုရွေထဲမှာမနေချင်းကြဘူး။အဲ့ဒီကနေကျွန်တော်တို့စတင်ခဲ့ကြရတယ်။ကျွန်တော်တို့အားလုံးအလွန်ခက်ခဲသောအရာကနေစတင်ခဲ့ကြရတယ်။လီတူရဲ့ဇလန်းတဲ့ကလူလိုပဲ။လူတွေကို သူတို့မှားတယ်လို့ပုတ်ပွင်လေးလေးပြောကြည့်။ကျွန်တော်တို့လက်သွားရလိမ့်မယ်။ကျွန်တော်တို့ကပဲကြီးလေးသောပြစ်မှုကိုကျူးလွန်တာလို့အသက်အန္တရာယ်တောင်ကြုံစေနိုင်တယ်။ မကြသေးမီကမယ်အေတင်မြို့မှာပလီတိုဤတငယ်ချင်းလည်းဖြစ်သူဆိုကရေတီကိုတည်တံပေးခဲ့တယ်။ပလီတိုသည်အတွေ့အကြုံကောင်းကောင်းရထားတယ်။ကြောက်ကူလူသားတွေကနေအကြောင်းကိုသိတယ်လို့ပြောတဲ့သူကိုဘလို့ပြမှုခဲ့ကြတယ်လဲ။ဒီတွက်ဖြေရှင်းချက်ကိုပလီတိုကပြောပါတယ်။ဒါဟာခြေပြန့်နဲ့ဂယုတဆက်စီမံထားတဲ့ဒေသနာဆိုင်ရာပညာရေးဖြစ်စဉ်ပါ။ဆိုကရေတီကနေစခဲ့တဲ့စုံစမ်းရေးနီးလို့သူနားလဲပါတယ်။ ကျွန်တော်တို့ကတော့ဆိုကရီတီနီလို့ထိကြပါတယ်အလွန်နူးညံ့တိမ်မွေးတဲ့လုပ်ငန်းစဉ်မှာစာအုပ်တော်ကိုဖတ်ဖို့တစုံတစ်ယောက်ကို အတင်းအကျပ်ဆုံးမသွန်သင်လို့မရအောင်အသိဉာဏ်ကို ကျွန်းနုံနှိမ်ချခြင်းရဲ့ပြရုပ်အဖြစ်ကနေစရတယ်ဘယ်သူမှတိတ်မတိသေးဘူးအများတန်းတက်တိုက်တွန်းတွန်းလို့တော့ကောင်းပါတယ်ပြီးတော့ဉာဏ်ပညာကမတိမှုကိုအတိမတ်ပြုခြင်းနဲ့စတင်တယ်အစိုးရဘာလို့ရမယ်ဆိုတာအတိအကျ မတည်ဘူးဆိုတာဝန်ခံပါဘေးရာကိုစစ်အောင်နိုင်မှုလို့ဆိုလိုတယ်လေဒါမှမဟုတ်ကောင်းမွန်တဲ့ဆက်ဆံရေးတွေကဘလို့အလုပ်ဖြစ်တယ်ဆိုတာဟုတ်ပေါ့ပြီးတော့အခြားသူတွေကိုသူတို့ထင်မြင်တဲ့အရာကို ပြောခိုင်းပါတပြည့်ပြည့်နဲ့အပြည့်တွေကို အတူတူပေါင်းစည်းရှာကြတယ်အများဆုံးဖြစ်နိုင်ခြေရှိတာကအခြားသူတွေဟာသူ့ကိုယ်သူယုံကြည်မှုရှိမယ်သူမဟုတ်ယုံကြည်မှုလွန်ကဲတာလည်းဖြစ်နိုင်တယ် ။ဒါတွေအားလုံးဟာတကယ့်ကိုရိုးစင်းပါတယ်လို့သူတို့ကပြောနိုင်ပါတယ်။လူတိုင်းတည်ပြီးသားအဖြစ်ဖြစ်နေပါတယ်။ဒီလိုရဲရဲမှုမျိုးနဲ့ပတ်သက်ပြီးအတက်နိုင်ဆုံးတီးခံမှုရှိရတယ်။အကြောင်းအရာကနေလွဲချော်သွားရင်အဲ့ဒီအကြောင်းအရာကို ပေါပေါပါပါနဲ့ပြန်သွားဖို့လိုတယ်။အချိန်များများယူပြီးနေ့စဉ်ရဲဆက်စကားပြောဖို့အသင့်ဖြစ်နေဖို့လိုတယ်။ဒီလိုစကားပြောခြင်းကချစ်စရာကောင်းတဲ့ယုံကြည်မှုအပေါ်ခြေခံတယ်။မှန်ကန်တဲ့အပိတ်မှုတွေလိုတယ်။လူတွေဟာနောက်ဆုံးမှာ တို့ကိုယ်တိုင်အရရာကိုလုံနိုင်သွားတယ်။သူတို့ရဲ့ကိုယ်ပိုင်ကြိုးချောင်းစင်ခြင်းအတွက်အမားများကို ရှာဖွေတွေ့သွားတယ်။သူတို့ရဲ့အာယုံဆိုင်မှုကိုခက်ခဲတဲ့အချက်တွေစီသတိရှိရှိနဲ့တိတ်ဆိတ်စွာဆွဲခေါ်သွားနိုင်ရင် အပြစ်မတင်ပါနဲ့ဒုံသားမဖြစ်ပါနဲ့။လူတွေကိုငတုံးလို့ခံစားစီခြင်းနဲ့ဘယ်သူ့ကိုမှဘယ်တော့မှတင်မပေးနိုင်ဘူး။သူတို့ရဲ့ပထမဦးဆုံးအမားဖြစ်ရင်တောင်မတို့အားလုံးကကြောက်ကြူတွေကနေစတင်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ပလီတူရဲ့အနှက်ဆိုင်ဆုံးအသိဉာဏ်ကတော့ကျွန်တော်တို့အဲ့ဒီမှာပဲနေဖို့မလိုပါဘူး။လွမြောက်ရလန်းကအတွေးခေါ်ပဲဆိုတာအတော်လေးရိုးရှင်းပါတယ်။ဒီဟာကိုကျွန်တော်တို့လိုက်လျှောက်နိုင်တာနေအောင်ကြောင့်ပါ။အလင်းရောင်နဲ့အတူအရာဝိထုတွေရဲ့တဘာဝအမှန်တရားတွေပေါ်လင်လာပါတယ်။ဒီ channel ပေါ်ကအကြောင်းအရာတွေကိုနှစ်သက်ရဆိုရင် channel လေးကို subscribe လုပ်သွားပြီးဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။